ဘုံငယ်ငယ်တုန်းကဒီသွားတွေကိုဘလို့ကယူဆက်ရတယ်မသိတော့မှပွေးတာသွားလိုက်တာကိုတော်တော်သက်ကြီးမှပြင်ဘူးဟမ်အင်းပါဗျာဒါသက်ကြီးလာတဲ့ခါကျတော့သွားတွေကမပေါင်းတော့ငါငယ်ငယ်လေးကစားဒီဥစ္စာကိုသိရလို့ရှိရင်သွားကိုစောင့်ရှောက်ခဲ့မယ်ယူဆိုင်ခဲ့မယ်ဆိုဒီလိုဒုက္ခတွေ့မှာမဟုတ်ဘူးဒါဥပမာပြောရင်အဲ့တော့နံပါတ်1မောင်တို့ဘုရားပါဘာအကြီးကြီးဆုံးလို့ဘုရားစဉ်းစားကြည့်နော် မတိကျမကြီးကောင်းกว่าကြီးကြီးဆုံးအဲ့ဒါတွေးပြီသလားအဲ့ဒါမနေကောင်းနေတဲ့အချိန်မှာကျမကြီးမကောင်းတာတော်တော်ရှင်းရပါလားဆိုတော့မတွေးသိတကယ်နေမကောင်းပြီဒုက္ခဖြစ်ပြီဆိုတော့မှဒါဘုဘာနဲ့လဲရလဲရကျမကြီးမကောင်းတာတဲ့ရှိုးတယ်မကောင်းတာဘဝမှာတစ်ခုပဲရှိတော့အဲ့ဒါပါပေးတာဗော ဟုတ်တယ်မဟုတ်လားကျမ်းမာရေးမကောင်းတာတဲ့ဆိုးတာတော့တခုပဲရှိတယ်ပေတာပဲသူ့လက်ဆိုးတာတော့ပေတာလွဲလို့ဘာမှမရှိဘူးအဲမင်းတတိယဖြစ်နေနေဝက်ဆက်နေဘလောက်ပေါ်နေနေလူကရောရတယ်ဖြစ်နေဘာလို့ဆင်းရဲတော့ပဲအဲ့ဒါဒုက္ခတဲ့ကောင်းကောင်းဖြစ်နေတယ်အဲမင်းအလုတ်ကောင်းတယ်ပြောပြောဘာကြီးဘလို့ဖြစ်နေလို့ဘာလေးရှိတယ်ပြောပြောကျမ်းမာရေးမကောင်းရင်ဘာမှမကောင်းတော့အဲ့ဒါအဲ့ဒီဥစ္စာကိုပေါ့မတွန်းနဲ့ကိုကိုကျမ်းမာရေးကောင်း ကျမကြီးကောင်းနေတုန်းကစပြီးတော့ကျမကြီးအကြောင်းကိုအများကြီးစိတ်ဝင်စားရစိတ်ဝင်စားပြီးတော့ကျမကြီးကောင်းအောင်နီးလန်းရှာရပြီးရင်အဲ့ဒီဥစ္စာကိုလိုက်နာဖို့ကြိုးစားရကျမကြီးကောင်းဖို့အတွက်မြတ်စွာဘုရားကအတိတ်ကသူများကိုမညှင်းဆဲခဲ့ဖို့လိုသူများကိုညှင်းဆဲခဲ့ရင်ဒီဘဝကျမကြီးကောင်းဖို့မလွယ်ဘူးဒါပေမဲ့အဲ့ဒီအတိတ်ကကိစ္စကြီးကကိုပြင်လို့ရတော့တာမဟုတ်အဲ့ဒါပြီးခဲ့ပြီ အဲ့တော့မြတ်စွာဘုရားထပ်ဟောသေးတယ်ကျမ်းမာကြီးကောင်းခြင်းမကောင်းခြင်းမှာပြစ္ဆုတ်ပံအကြောင်းတရားရှိသေးတယ်အဲ့ဒါကြတော့ဘုန်းဘုန်းတို့ကသိဖို့လိုလာကျမ်းမာကြီးကောင်းဘာလို့ရမှာတော့ကျမ်းမာကြီးကဘာကြောင့်ပြည့်နိုင်တော့ဆိုဘုရားအများကြီးမဟုတ်ဘူးကျမ်းမာကြီးနဲ့ပတ်သက်ပြီးတော့သဗ္ဗာယကာရီတင့်တော်တာကိုလုံနိုင်ရင်ကျမ်းမာကြီးကောင်းအတ္တပါယကာရီမတင့်တော်တာတွေရှောက်လို့ရင်ကျမ်းမာကြီးပြည့်မှာပေါ့ တော့တင့်တော်တယ်မတင့်တော်ဘူးဆိုတဲ့စကားလုံးကနေရအကျေညဘုံမှာမအိပ်ဘူးအကျမကြီးပြက်မတင့်တော်တာတွေလုတ်ပြီလေဟုတ်လားဒီမျက်စိနဲ့အနာယုတ်တံပဲမြင်တဲ့ကြည်နဲ့အာယုံကြောတွေကြည်စိတ်တွေရှုပ်အဲ့ဒါအေးကြီးတွေပြက်ချရင်ဖြစ်လို့ပြက်မှာပဲအော်တို့လုံးလုံးရတဲ့ဣရိယာပုတ်တခုပုံစံတစ်မျိုးတည်းနဲ့အကြာကြီးနေရတယ်အဲ့ဒါကိုကိုကပြန်ပြီးတော့ဖြေရှုပ်မပေးဘူးဆိုပြက်ဦးမှာပဲသူလည်းကျမ်းပါရဲ့ ခန္ဓာကိုယ်ကအယုံမဟုတ်ဘူးစိတ်ယုံမဟုတ်ဘူးအခုနိုင်ငံတွေကတိုးတက်တဲ့အခါကျတော့လူတွေရဲ့နေရာမှာစိတ်ယုံတွေစားထိုးဖို့ကြိုးစားနေကြတာတွေရှိညောင်းတယ်လို့လည်းမရှိဘူးနားတယ်လို့လည်းမရှိဘူးခိုင်းခိုင်းသလောက်လုပ်နေအခုလူတွေကအယုံမှမဟုတ်တာဟုတ်လားအဲ့တော့ကိုယ်ကအမြင်နဲ့ထိုင်နေလို့ရှိရင်ဣရိယာပုံမမျှတိုင်းပေတောင်ပေနိုင်တယ်လို့ဘုရားဟောတယ်အဲ့တော့ကိုယ်ကထိုင်တဲ့ဟာလုပ်ပြီးအိမ်ရောက်ရင်ထိုင်တဲ့ဟာကိုသိမ့်မလုပ်တော့ဘူး အကျင့်နဲ့ဣဒိယာကိုလည်းမျှတာအောင်လေ့ကျင့်ကလုပ်တာမျိုးကြီးတာမျိုးလှုပ်ရှားတာမျိုးမလုပ်လို့မရပြီးတော့ကျမ်းစာရေးမှာအဓိကအကြဆုံးဘုံတို့သိတရားကကိုယ်ပိုင်ထဲကိုအမြဲတမ်းထည့်နေတဲ့အစာအဟာရငါဘာနဲ့တင့်တော်တယ်ဘာနဲ့မတင့်တော်ဘူးဘာနဲ့တင့်တယ်ဘာနဲ့မတင့်ဘူးဘယ်ဥစ္စာဆိုရင်ငါဒုက္ခရောက်တယ်တရားကအစာအသောက်ကိုတင့်တာကိုပဲစားရမယ်မတင့်တာကိုစားနေအဲ့ဒါဒုက္ခဖြစ်တယ်အစိတ်မျိုးရတယ်လို့ပဲတကယ်က တပည့်အစားစာတွေကလူအန်ရပေးနိုင်တယ်လေအထူးသဖြင့်ရေခဲပေါ့နော်ဒါတဘာဝကြတဲ့အစားစာမျိုးအေးခဲအဲ့ဒီမှာအစိတ်သဘောတော့မပါဘူးဒါဒီဥဒုအများကြီးပေါက်ပြန်နေတယ်အကူအေးကသူကတဘာဝမကြအေးလို့ရှင်တဘာဝကဖြစ်သွားတော့ခဲတော့နော်ခြေတွေပါလေအေးနဲ့တွေ့မဖြစ်သွားခဲတော့အရေးတောင်ရေခဲတစ်တာတဲ့အပေါ်ဆုံးထက်နေထည့်ထားလိုက်ခဲတော့အေးနဲ့တွေ့ရင်ခဲသွားတဲ့သဘောရှိတယ် တော့သွေးတွေခဲသွားတယ်ဆိုအညစ်အကြေးသဘောတွေအများကြီးဖြစ်တယ်နော်ဒါပေမဲ့ရေခဲတွေရေခဲမုန့်တွေအေးတာတွေအဲ့ဒါတွေကိုသတိထားနော်ပြီးတော့အစာအသောက်မှာအစီအစိတ်အငန်းအချိုးတခါလေးလေ့လာပြီးတော့သိရတဲ့အသည့်တွေရလူတွေဟာကိုစားနေတာတွေရဲ့ဒီကျိုးရလက်ဒါတွေရဲ့သဘာဝကိုတော့သိတာမဟုတ်ဘူးသမင်းစားပြီးတော့သမင်းကြောင့်မသိဘူးအဲ့လိုပြောရရင်ဩလူတွေကတော့တုံးပါလားဆိုတာပြေထွက်လာ ်တမင်းစားပြီးတော့တမင်းအကြောင်းသိလားမသိမသိဘူးအဲတမင်းနေအများကြီးစားလို့စီးကြိုတွေတက်တမင်းအဲ့လောက်စားရတဲ့အရာမဟုတ်ဘူးနားလေတဲ့လူမျိုးတွေမှာတမင်းကိုအဲ့လိုမစားဘူးတမင်းကနည်းနည်းပဲခင်းရများများအသီးရွယ်အဲ့လိုစားတာခုတို့ဗမာလူမျိုးကခင်းကတမင်းစားမေယုံတမင်းစားရယုံခင်းကိုထည့်ပြီးတော့တမင်းလေးကြီးလိတ်စားဟုတ်တယ်မို့လား တကယ်လို့ဟင်းမပါဘဲနဲ့သမင်းကြီးစားရရင်ဟင်းတော်စားရင်မစားသမင်းကိုကြာကြာဝါးကြည့်ပါလားဘုမောသူတို့ပြောတာကိုဇွတ်မယုံပါဘူးသမင်းကိုကြာကြာဝါးကြည့်အချက်40 50လောက်သမင်းကြီးထည့်ပြီးတော့ဝါးကြည့်အချက်40 50လောက်ဝါးကြည့်သမင်းကဘလောက်ချူလဲဆိုတာသိရလိမ့်အချူတွေကများလို့တော့မကောင်းတော့ဘူးတပြောရင်လားပါဆိုကျမ်းမာကြီးရေးကြည့်တယ်ဆိုတာကိုခေါင်းထဲကိုမှန်မှန်နဲ့တလို့နှက်ထားတော့ပြန်ဆိုပါဗျာအာရောက်ကြကြပါလားပါ ဘဝမှာရလာတဲ့အမျိုးမျိုးတွေမှာကျမ်းမာရေးကောင်းတာကိုရတာအကောင်းဆုံးပဲလို့အဲ့လိုဟောတယ်။ပုဆံရတာအကောင်းဆုံးလို့မဟုတ်ဘူး။ဘင်းကျမ်းမာရေးနဲ့ကျန်တဲ့ဟာတခုခုကြိုက်တာယူဆိုလို့ရှိရင်မယူမလို့ကျမ်းမာရေးယူ။အေးသူဆရာကြီးတော့ကျမ်းမာရေးမကောင်းဘူးဆိုစားအောင်တော်တော်လေးဘယ်လောက်ရှိရှိအဲ့ဒါလေးအားလည်းမကောင်းတော့ဘူးလေစားလို့လည်းမကောင်းတော့ဘူး။ ကျမရင်မကောင်းရင်မြင်လို့လည်းမကောင်းတော့ကြားလို့လည်းမကောင်းတော့စားလို့လည်းမကောင်းတော့ဘူးဘာမှလည်းမတွေ့ချင်းဘာမှလည်းစိတ်ဝင်လာတော့ဘူးပြောရရင်တော့တကယ်ကိုသူ့တယ်ဆိုတာကခုနကဘုံဘုံပြောပြီးလူသေးတာပဲရှိတော့ဟုတ်လားအခုအာရုံကြပရမလာမှာရတာဒီထဲမှာကျမကြီးကိုရခြင်းဟာအအောင်ဆုံးရခြင်းလာဘလက်ဆိုတာရခြင်းလို့အဓိပ္ပာယ်ရဟုတ်လား